ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖူဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကိုသမားသာနေရာမှန်မှရှိနေခဲ့ရင်ဒက်ကလန်ရိုက်စ်ကန်ချက်တွေကမကူဆိုတဲ့စနိုက်တာစနိုက်တာဆိုရင်နယ်သာလန်သားကစားမဟောင်းကိုအားလုံးလည်းမှတ်မိကြအောင်ပဲထင်ပါတယ်ပရီးမီးယားလိဂ်ကလပ်မန်ယူတင်းရဲ့အသေးအံလိုရှိခဲ့မှုတဲ့ကစားမတွေထဲမှာစနိုက်တာကလည်းပါဝင်ဖြစ်ခဲ့ပြီးတော့အဆိုပါကစားမရဲ့အောင်မြင်ဆုံးကလပ်တင်းကတော့အင်တာမီလန်တင်းလို့ပြောရမှာပါဥရောပရဲ့ဒိတ်တန်းကလပ်အသင်းအသင်းဖြစ်တဲ့ရီယယ်မက်ဒရစ်အသင်းမှာလည်းကစားခဲ့မှုတဲ့ဝက်စလေးစနိုက်တာဟာ ဒေါ်ဝေမီမာတော့ထင်သလားအောင်မြင်ခဲ့ခြင်းမရှိဘဲနှစ်ရာသီကြာသာကစားပြီးတော့ပြိုင်ပွဲသုံး66ပွဲသာကစားခဲ့ဘူးသူပါရီယယ်မာဒရစ်မှာထင်သလားမအောင်မြင်ခဲ့ပင်လေပြီးကတည်းကကစားခဲ့တဲ့အာစနယ်နဲ့ရီယယ်မာဒရစ်အသင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဂန်နာရီတို့ကဒိုင်ရိုက်ဖရီကစ်ကနေသွင်းကုန်းတစ်ခုရယူသွားခဲ့တဲ့ဒက်ကလန်ရိုက်ရဲ့သွင်းကုန်းတွေနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်ဒက်ကလန်ရိုက်ရဲ့ကံကြံမျိုးကသူလဲကန်တက်တယ်ဆိုတဲ့အကြောင်းကိုပြောကြားသွားခဲ့လို့အဆိုပါသွင်းကုန်းနှစ်ကိုးစုံကလည်းရီယယ်မာဒရစ်အသင်းရဲ့ဂိုးသမားဖြစ်သူကော်တူဝါရဲ့နေရာယူမမှန်ခဲ့တာတွေအကြောင်းဂိုးဖြစ်နဲ့ပြောင်းလဲသွားခဲ့တာဆိုပြီးပြောသွားခဲ့တာပါ ိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖုတ်ဘောကိမကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code fbk ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေဖုတ်ဘောကိမကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် viber 39 63ခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တို့ comment တွေမှာခြာပေးထားတဲ့ telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအာဆင်နယ်ရီယယ်မက်ဒရစ်ရဲ့ Champions League Quarter Final ပထမကြော်ပွဲတင်မှာတော့အာဆင်တင်းဟာဥရောပဘင်းဆွဲရီယယ်မက်ဒရစ်ကို3-0ပြတ်နဲ့အနိုင်ပြီး ဇီဗီဖိုင်နယ်အဆင့်ကိုခြေတစ်ဖက်နေထားခဲ့ကြတာဖြစ်ပါတယ်။ဥရောပဘီယင်မားဆွဲရီယယ်မက်ဒရစ်အသင်းဟာကန်နာရီနဲ့အတွေ့မှာဘာမှလုံးမြခဲ့ကြပဲစီမံကြီးတို့ပြုမြကိုသာနှုတ်သွားခဲ့ကြတာပါ။အာဆီယံဖရီးကစ်သွင်းကိုယ်တွေကြောင်းတာကန်ကောင်းပြီးတော့နိုင်ရသွားခဲ့ကြတာမျိုးမဟုတ်ပဲခြေစွမ်းနဲ့အတာကစားကွက်နဲ့အတာနဲ့ကစားပြီးတော့ရီယယ်မက်ဒရစ်အသင်းကိုအနိုင်ယူသွားခဲ့ကြတာမျိုးဖြစ်ပါတယ်။ပထမပိုင်းပွဲကစားချိန်အတွင်းမှာကလေးကအာဆီယံအသင်းဟာသွင်းကိုယ်တွေရရှိခဲ့တဲ့နာဖြစ်ပြီးတော့ဘူကာယိုဆာကာရဲ့ပေးပို့မှုတွေကိုသာကိုယ်ပြင်းနဲ့ပြောင်းလဲပေးနိုင်မဲ့တိုင်းစုံမှုတယောက်သာရှိလို့ရှိရင် ဇော်စီနဲ့နှကိုးပြလောက်အနိုင်ရနေခဲ့မှာပါကန်နာဗျာတိုင်းစုံစစ်စစ်တယောက်မှမပါဝင်ခဲ့လို့ခန်စပိုင်းကလည်းကလာဖီယိုရီဂါဘရီယယ်တို့လိုအဓိကဇာမားတွေကိုတရားကြောင့်ဆုံးရှုံးထားခဲ့ရတာဖြစ်ပါတယ်အာဆီယံဟာသူတို့နဲ့ဆုံတွေ့နေတဲ့အသင်းကရီယယ်မက်ဒရစ်ဆိုတာကိုကောင်းတဲ့ကထုတ်ထားခဲ့ကြပြီးတော့တာမန်အသင်းတွေနဲ့ကစားနေရတဲ့လိုမျိုးဥရောပဘယင်းဆိုရင်ကျောင်းနေရှိန်ရမျိုးတွေလုံးဝမရှိဘဲနဲ့ကစားသွားခဲ့တော့လဲမြင်တွေ့ခဲ့ကြပါတယ်။သောမတ်စ်ပါတီရဲ့ဆက်ရှိကိုက်စီထိတ်ကတွေလမ်းကန်နဲ့ကန်ချက်ဒက်ကလန်ရိုက်ရဲ့ခေါင်းတိုက်ချက်အပါအဝင်မာတီနယ်လီရဲ့ပြန်ထွက်လာဘောလုံးပြန်လဲပိတ်သွင်းချက်တွေကိုကော်တူဝါတယောက် လက်စွမ်းပြကာကွယ်နေနိုင်ခဲ့လို့သာရီယယ်မက်ဒရစ်တို့စောစီစီဘေးကိုမပေးခဲ့ရတာဖြစ်ပါတယ်ဒူလာပိုင်းကိုရောက်လာတဲ့အခါမှာတော့ပထမအင်းတစ်ပိုင်းလုံးလက်စွမ်းပြနေခဲ့တဲ့ရီယယ်မက်ဒရစ်အသင်းကဂိုးစွမ်းဖြစ်သူကော်တွာတယောက်ဘလို့မှကိုမတတ်နိုင်ခဲ့တဲ့ free kick ကန်ချက်တွေနဲ့ဒူဝဲဒက်ကလမ်ရိုက်စ်ကပွဲချိန်58မိနစ်နဲ့မိနစ်80ဆယ်ဒီမှာဦးဆောင်ဂိုးတွေရောနောက်ထပ်ဦးဆောင်ဂိုးတွေပါဇက်တိုက်ဆိုလိုကန်သွင်းရယူသွားခဲ့တော့တာဖြစ်ပါတယ်အဆိုအာဖရိကကန်သွင်းချက်ဂိုးတွေနဲ့ပတ်သက်ပြီးတော့ Schneider ကဒက်ကလမ်ရိုက်စ်ရဲ့အလွတ်တကယ်ကန်ဘောတွေဟာထင်ကြီးစရာမရှိပါဘူး ဒီလိုပြောလို့ခမရောက်ထူးဆန်းတယ်လို့ထင်ကောင်းထင်ပေမဲ့ဒါအမှန်ပါဘောလုံးဝေးဝိုက်ကန်တာလောက်ကတော့နီးစလင်မှန်ကန်လို့ရပါတယ်ကျွန်တော်အလောက်တော့ AC ကန်နိုင်ပါတယ်ပထမကိုကရီရဲ့ခန်းစစ်တိုင်းလူကာရာနေရာမှလို့ပေးလိုက်တဲ့ကိုပါဒုတိယကိုလည်းအဲ့တိုင်းပါပဲကော်တွာကညာဘက်ကိုနည်းနည်းပိုရောက်နေလို့ကိုကိုပေးလိုက်တာဖြစ်ပါတယ်ကိုမားနေရာမှမှရှိနေဘယ်ကိုလိမ့်မလဲဆိုပြီးပြောသွားခဲ့တာဖြစ်ပါတယ်ဆိုဝက်စတရီစတိုင်းတိုင်းပြောစကားပေါ်ဘလို့ယူဆမိကြလဲသူပြောတာတကယ်ပဲလားဒက်ကလာရိုက်ရဲ့တွင်းငိုးတွေပေါ်မှာဘလို့မြင်ရှိကြလဲဗျပြောပြီးခဲ့ပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ